လီဗာပူးအသင်းဟာ2018-19ရာသီမှာ14နှစ်ကြာဝေးကွာနေတဲ့ချန်ပီယံလိဖလားကိုရရှိခဲ့ပါတယ်။ဒီအောင်မြင်မှုဟာလီဗာပူးခေတ်သစ်ဖွင့်လှစ်ခြင်း၊ယာဂီကလော့ပ်ခေတ်သစ်ဖွင့်လှစ်ခြင်းဖြစ်ခဲ့တဲ့အပြင်ဘောလုံးကပ္ပါကိုကင်လုတ်စေတဲ့အကစားစီငံခန့်ခွဲမှုဆိုင်ရာအရွေးတွေ၊ data သိပ္ပံဆိုင်ရာအရွေးတွေကိုမြင်တွေ့ခဲ့ရတဲ့အောင်ပွဲဖြစ်ခဲ့ပါတယ်။ကျွန်တော်အနေနဲ့ချန်ပီယံလိဂ် ဖိုင်နယ်နီးကပ်လာနေများချန်ပီယံလိဘိုလူပွဲရောက်ခဲ့တဲ့ချန်ပီယံအသင်းတွေရဲ့စိတ်ဝင်စားဖွယ်အကြောင်းတွေကိုရာသီအလိုက်တင်ဆက်ပေးသွားဖို့ရှိတဲ့အထက်ကမှလီဗာပူးအသင်းရဲ့2018-19ရာသီအကြောင်းကိုဒီဗီဒီယိုမှာသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။စီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်။2018-19လီဗာပူးရဲ့ချန်ပီယံလိအောင်မြင်မှုဒီအောင်မြင်မှုက ရခိုင်ကလပ်ခေတ်တလေဘာဘူးခေတ်တကိုဖွင့်လှစ်ခဲ့တဲ့တော့တချောင်းဖြစ်ခဲ့တယ်။အာဇာသိပ်ပန်ခေတ်တကိုလည်းဖွင့်လှစ်ခဲ့တယ်။ဘောလုံးကပါရဲ့မန်နီဘောပြယုံလည်းဖြစ်လာခဲ့တယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီချန်ပီယံလိဘိုးဆွဲခဲ့တဲ့အသင်းတွေရဲ့အကြောင်းကိုစိတ်ဝင်စားဖို့အသင်းတွေရဲ့အကြောင်းကိုရာဒီအလိုက်တင်ဆက်ပေးသွားဖို့စဉ်းစားထားတယ်။ကျွန်တော်ဆယ်သင်းလောက်တော့ရွေးထုတ်ပြီးပထမဦးဆုံးအနေနဲ့ဒါဒီခေတ်တကျွန်တော်တို့ရဲ့အနည်းဆက်ဆုံးဖြစ်ခဲ့တဲ့ပြီးတော့ဒီဒီနေ့ခေတ်ဘောလုံးကပါရဲ့ ဒီစင်စာတွေးခေါ်ပုံကိုပြောင်းလဲစေတယ်ပြောမလို့ဆို many ball ဖျက်ရမှုရှိတယ် liverpool အသင်းကိုပထမဆုံးရွေးချယ်ထားတယ်ဒါကျွန်တော်ရဲ့ subjective ရွေးချယ်မှုဖြစ်ပြီးတော့ဘယ်သင်းကောင်းတယ်ဘယ်ဟာကောင်းတယ်အဲ့လိုမျိုးမဟုတ်ဘူးဒါကျွန်တော်ရဲ့ subjective ကောက်သင်းကောက်ရွေးတဲ့အပေါ်မျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့စလိုက်ကြရအောင်စိတ်ဝင်စားဖို့အပိုင်းတွေအများကြီးရှိတယ်အဲ့တော့ liverpool ရဲ့ဖျက်သန်းခဲ့တဲ့ဒီ champion လမ်းချောင်းနဲ့အမှတ်ရဖြစ်ရတဲ့ဒါတစ်ပိုင်းရှိမယ်ပြီးတော့ဒီ liverpool ရဲ့ yakin club ရဲ့ tactics ီးတော့ man management ပြီးတော့ဒီအသင်းမှာစုဖွဲ့ထားတဲ့ဒီနောက်ွယ်က background staff တွေရဲ့အကြောင်းတွေအဲ့တော့ဒီဟာကလည်းအင်မတန်အရေးပါတယ်ဒီညမှာမှထပ်ပြီးတော့ထပ်ခွဲလို့ရတာကဒါ data သိပ္ပံဌာန EN Grey တို့ဦးဆောင်တာရဲ့ပြီးတော့ဒီအဟာရပေးတာပညာရှင်ဒါ more name ရဲ့ဒါဘောလုံးကပါကို nutrition နဲ့ပတ်သက်ပြီးတော့ဒါအမြင်ပြောင်းလဲစေတဲ့ကဏ္ဍအဲ့တော့ဒီအချက်တွေအများကြီးကိုကျွန်တော်ဒါတင်ဆက်ပေးသွားဖို့ရှိပါတယ် အဲ့တော့ဒီအကြောင်းတွေကလည်းကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်အကျွမ်းကျင်ဆုံးအကြောင်းတွေလို့ပြောလို့ရတယ်ကျွန်တော်2018 19ရာသီဆိုတော့ကျွန်တော်11ကိုဆက်စားဝင်ချင်းရာသီဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ဒီပင်တန်းဆောင်ပါရှင်ဖြစ်လာတဲ့အချိန်မှာကိုယ့်ရဲ့ဒီအစွမ်းကိုပြဖို့အတွက်စ조사ခဲ့ရတဲ့အချိန်တွေပေါ့နော်အားရခဲ့တဲ့ဆောင်ပါတွေအများကြီးရှိဖြစ်ခဲ့ပြီးတော့အဲ့ဒီတွေမှာ Liverpool အကြောင်းကအများဆုံးပါဝင်ခဲ့တယ်အဲ့တော့ဒီ Liverpool ပိုဆွဲပြီးတဲ့နောက်မှာလည်းကျွန်တော်ဒီ Ian Gray တို့ဦးဆောင်တဲ့ data analytics အကြောင်းတွေကိုဒါ New York Times Guardian အစရှိတဲ့ဒီသတင်းထောင်တော်မျိုးစုံကတင်ဆက်ပေးမှုတွေကိုပေါင်းဆက်ပြီးတော့ကျွန်တော်ဆက်မှတ်တဖို့ရှိခဲ့ပူတယ်။နောက်ပိုင်းမှာလည်းဒါ nutritionist Liverpool နဲ့ပတ်သက်လို့မရေးဘူးတဲ့ဆောင်မတော့မရှိသလောက်ရှားပါလေ။အဲ့တော့ကျွန်တော်တို့ memory stage အကြောင်းအရင်စပြောအောင်ပေါ့နော်။အဲ့တော့ Liverpool ကအဲ့ဒီ98 96ရာသီမှာဒါပြောမယ်ဆိုရင်ခက်ခဲတဲ့ရာသီတစ်ခုခက်ခဲတဲ့ချန်ပီယံလိအုပ်စုတစ်ခုကိုကြာရောက်ခဲ့တယ်။အဲ့တော့သူတို့ချန်ပီယံလိအုပ်စုတွေမှာ PSG ရယ်နာပိုလီရယ် ြီးတော့ဒီ Jenny Bakery ပေါ့နော် Restor Bakery Gravina Savada ပေါ့လေအဲ့တော့ဒီအသင်းတွေပါဝင်နေအဲ့တော့အသင်းကြီးနှစ်သင်းပါတယ် Thomas Tuchel ရဲ့ PSG နဲ့ Carlo Ancelotti ရဲ့ Napoli အသင်းအဲ့တော့နင်းငယ်ဒုက္ခရောက်ခဲ့ပြီးနောက်ဆုံးပွဲစဉ်မှာဒါလီဗာပူးကနောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်တယ်။အဲ့တော့ပထမဆုံးအုပ်စုပွဲစဉ်မှာ PSG နဲ့ပွဲနောက်ဆုံးမိနစ် Firmino ရဲ့သွင်းကူနဲ့3-2နဲ့အနိုင်ရရှိခဲ့တယ်။လီဗာပူးပြိသက်တွေအလုံးလည်းမှတ်မိနေဦးမယ်လို့ကျွန်တော်တို့ထင်တယ်။ကျွန်တော်လည်းမှတ်မိနေသေးပဲ။အဲ့တော့က PSG ကဒါပြောမယ်ဆိုရင်တော်တော်လေးကောင်းမွန်တယ်ပေါ့လေ။ မက်ဆီမရောက်သေးဘူးဒါအန်ဘာဖေးနေမဒီမာရီယာတိုက်ဆက်အထောက်မှာကာဗာနီရှိပြီးတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ PSG အသင်းဖြစ်တယ်အဲ့တော့ Liverpool က3-2နဲ့အနိုင်ရရှိခဲ့တယ် Roberto Firmino ရဲ့မိနစ်60သွင်းကူကတော့အားလုံးကိုအမှတ်ရစရာဖြစ်နေမယ်တရားကို saver ကိုဒါငုတ်တုတ်မိသွားခဲ့တဲ့အခြေအနေပေါ့နော်အဲ့တော့3-2နဲ့နိုင်တယ်အားလုံး optimistic တွေဖြစ်နေကြပြီဒါမဲ့ဒုတိယပွဲဒုတိယပွဲစဉ်မှာတော့ဒါ Napoli အသင်းကိုဒါ San Paolo ကွင်းမှာ ရှုံးနေခဲ့တယ်ပေါ့နော်အခုတော့ဒီကိုအာမန်တိုမာရာဒိုနာကွင်းလို့ခေါ်တယ်ပေါ့နော်အဲဒီကတော့မာရာဒိုနာမဆုံးပါသေးတဲ့အတွက်ဒါဆန်ပါလိုကွင်းအဲ့တော့အန်ချလော်တီရဲ့အသင်းပေါ့နော်အဲ့တော့အင်နာပိုလီကအခုနာပိုလီတက်ကောင်းတယ်အဲတိုက်စစ်ပိုင်းကလည်းကြောက်ဖို့ကောင်းတယ်ကလာဟွန်ရဲ့ဒါဒရီစ်မာတင်ရဲ့ဒီဘက်ကဒီဘက်ကလော်ရန်ဆိုအင်စီနီယာဒီတိုက်စစ်အတွဲတပုတောင်းရောက်တိုက်စစ်အတွဲပေါ့နော်အပြိုင်ဘက်တိုင်းကိုဒုက္ခပေးနေတဲ့တိုက်စစ်အတွဲဖြစ်တယ်ဒါကွင်းလေမှာဆိုရင်လည်းအဲလန်တို့ဒါဇီလင်စကီတို့ရဲ့ကွင်းလေပေါ့နော်အဲ့တော့ ော်တော်လေးအမ်ကြောက်ဖို့ကောင်းတယ်နာပိုလီအဲ့တော့လီဗာပူးကရှုံးနေခဲ့နောက်ဆုံးမိနစ်9နဲ့ဒါကယ်လန်ဟွန်ရဲ့ပေးပို့မှုကိုလော်ရန်ဆိုအင်စီညံတွင်ပြီးတော့ဒါနာပိုလီသင်းလီဗာပူးကိုဒုက္ခပေးခဲ့တယ်အပြီးတော့ဒီတတိယပွဲစဉ်မှာတော့ဒါဂျယ်နီဘဲဂရိတ်ပေါ့နော်ဒီအသင်းကိုတော့ဒါ4-0နဲ့အနိုင်ရရှိခဲ့တယ်ဒါမိုဟာမက်ဆာလာရဲ့90ပြေးခဲ့တဲ့ပွဲဖြစ်ခဲ့တယ်အမှတ်တရပဲဒါဆာလာဟာလီဗာပူးတမိုင်းမှာအမြန်ဆုံး90ပြေးခဲ့တဲ့ကစားသမားဖြစ်တယ် ပြီးတော့ကျွန်တော်တို့ဒါစရိုရပွဲမှာတော့ဒါ Liverpool ကို twist ဖြစ်စေတဲ့ပွဲပေါ့နော် Liverpool ဟာဒီ Chelsea Belgrade ကိုထိုးစီးနေရှုံးခဲ့တယ်ဒါကြီးက Liverpool ရဲ့ဒီပြိုင်ပွဲမှာရှိနေစေမှုကိုကမောက်ကမဖြစ်သွားစေတော်တော်လေးဒုက္ခရောက်သွားခဲ့တယ်နောက်ထပ်ပွဲမှာလည်းဒါ Paris မြန်မာ PSG ကိုဒါနှစ်ကိုးတကိုးနဲ့ရှုံးနေခဲ့တယ်ဒါ Neymar ကိုသွင်းတာတော့ကျွန်တော်မှတ်မိသေးတယ်ပထမတကိုးတော့ကျွန်တော်ကောင်းနေမှာပုံဖော်လို့မရတော့ဘူးအဲ့တော့ဒီ PSG ကို Liverpool ရှုံးခဲ့တယ်အဲ့တော့အခြေအနေကတော်တော်လေးဒုက္ခရောက်နေခဲ့ပြီ Liverpool ဟာ6မှတ်ပဲရသေးတယ်နောက်ဆုံးပွဲမှာ Napoli နဲ့တွေ့မယ် Napoli နဲ့ ပွဲက must win ပွဲဖြစ်တယ်နိုင်ကိုနိုင်မှရမယ်အဲ့တော့ liverpool ကအနိုင်ရရှိအောင်ကစားနိုင်ခဲ့တယ်မိုဟာမက်ဆာလာတလုံးတည်းသောသွင်းကိုနဲ့ဒါကိုမချင်းတူအောင်ကစားသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတော့ဒီသွင်းကိုနှုံးတွေကိုတွက်တဲ့အခါမှာတော့ liverpool ဟာပိုတာနေတဲ့အတွက်နောက်တစ်ဆင့်တက်ရောက်ခွင့်ရရှိခဲ့တယ်။ဒါပေမဲ့အိုဆူဒုတိယနဲ့တက်တာဖြစ်တဲ့အတွက်အသင်းကြီးနဲ့ဂျုံပိုချန့်စ်များသွားတယ်။တကယ်လည်းအသင်းကြီးနဲ့တွေ့တယ်ဘိုင်မြူနစ်နဲ့တွေ့ခဲ့တယ်။ ဒါနီကိုကိုဗက်ကန်တွင်ရဲ့ဘိုင်မြူနစ်ပေါ့နော်အဲ့တော့အဲ့ဒီဘိုင်မြူနစ်မှာ နောက်တစ်ချိန်လီဗာပူးကိုရောက်လာမယ်ချီယာကိုအေဂန်ထာရာကွင်းလယ်မှာခြေစွမ်းပြနေတဲ့ချိန်ကီမစ်တိုပါတယ်အပြော်ဒီမတ်ကျူမက်စ်ကန်စစ်မှာခြေစွမ်းပြနေတယ်တိုက်စစ်မှာရောဘတ်တိုလီဗန်ဒေါစကီရဲ့ရောဘတ်လီဗန်ဒေါစကီရဲ့အကောင်းဆုံးအချိန်တွေပေါ့လေအဲ့တော့အဲ့ဒီဘိုင်မြူနစ်နဲ့လီဗာပူးတွေ့ရကိုရီအများကြီးသိမ်းမဲ့ပွဲလို့ထင်ခဲ့တယ်ဒါပေမဲ့အန်ဖီလ်ကွင်းမှာစီးစီးတည်ရကြခဲ့တယ်ဂျာဂင်ကလော့ပ်ရဲ့စီးစီးတည်ရကြတဲ့ပွဲဆိုတာကျွန်တော်တို့ ရုပ်ပြရထုတ်ပြောဖို့တော့ခက်ခဲတဲ့အနေအထားပေါ့နော်အဲ့တော့အဲ့လိုခက်ခဲတဲ့အနေအထားကိုမှ by minutes လို့မျိုးလူတစ်ခါကိုကိုးသွင်းနေတဲ့အသင်းနဲ့အဲ့ဘက်မှာစီးစီးဆိုတော့အလုံးအံ့အသင်းနဲ့ပြောမှဆိုရင်အဲ့ဒီနှစ် Champion League 16သင်အဆင့်မှာတော်တော်လေးအံ့အသင်းဖို့ကောင်းတယ်ပထမအကြော့တွေတိတ်ဆိတ်တဲ့ရလက်တွေဖြစ်ခဲ့တယ်ပြီးတော့ဒီပထမပိုင်းပေါ့နော်အဲ့ဒီပထမအကြော့အကော်လုံးရဲ့ပထမပိုင်းအကော်လုံးမှာကိုတခုမှမသွင်းခဲ့အမှတ်တရပဲအဲ့တော့အဲ့တော့ဒါ paradigm shift လာဆိုပြီးတော့မေးတဲ့မေးခွန်းတွေကိုဒါနိုင်ငံတကာမီဒီယာတွေမှာတော့ဒါတချို့နာမည်ကြီး ဆာမရှင်ရဲ့မေးခွန်းထုတ်မှုကိုခံခဲ့ရဘူးတယ်ပေါ့နော်အဲဒုတိယအကြော့မှာတော့လီဗာပူးဒါ3-1နဲ့အနိုင်ယူခဲ့တယ်အဲ့ဒီမှာတော့ဒါဖန်တိုက်ရဲ့အဝေးဘောပေးပို့မှုကနေဒါစတေဒီယမ်နဲ့တွင်းသွားတဲ့ခိုးတော့ဒါအလုံးအမှတ်ရနိုင်မယ်ကျွန်တော်တို့ Van Dyke ပြည်သက်ပါကျွန်တော် Manchester United ပြည်သက်ဒါမဲ့ကျွန်တော် Van Dyke ပြည်သက်လည်းဖြစ်တယ်ပေါ့နော် Van Dyke ကိုဒါတကယ်ကြိုက်တယ်တကယ်ကိုပြောင်းရွှေ့တဲ့ဆွမ်းဆောင်ယူပြသနိုင်တဲ့ခါသမားဖြစ်တယ်အဲ့ဒီပွဲမှာလည်းဒါ အစစ်တလုံးလုပ်တဲ့ကောင်းလေးတလုံးတိုက်သွားခဲ့တယ်ပြီးတော့မာနီရဲ့ဂိုးနှစ်ဂိုးနဲ့ဒါလီဗာပူးက3-1နဲ့အနိုင်ရရှိပြီးနောက်တစ်ဆင့်ကိုတက်တယ်နောက်တစ်ဆင့်ကတော့ပေါ်တိုနဲ့တွေ့တယ်ဒါတော်တော်လေးအမ်ခြောင်တယ်ပေါ့နော်လီဗာပူးရဲ့ level နဲ့ရှင်ပဲဆိုတော့ပေါ်တိုကလည်းကောင်းပါတယ်တော်တော်လေးကိုကောင်းပါတယ်ဒါဖေဖေတို့အဲပြီးတော့ဒီကိုရီးယားမက်ထရစ်ခြောင်တယ်အဲဒါမလက်ထောင်းတို့အဲသူတို့ပေါင်တဲ့ပေါ်တိုအသင်းပေါ့ဒါပေမဲ့လီဗာပူးကိုမချက်တန်နိုင်ခဲ့ဘူးလီဗာပူးကနှစ်ကြော့ပေါင်း6-9တကူးတင်တယ်ပထမကြော့2-0ဒုတိယကြော့1-4 ထင်တယ်ပေါ့နော်အဲဒီရာလန်လဲတာနောက်တစ်ဆင့် semi final ကိုတက်ခဲ့တယ်လာပြီ semi final မှာတကယ်ဒီဘောပရိသတ်တွေရောကမ္ဘာဘောလုံးပရိသတ်တွေရောအမှတ်ရမယ်ပွဲဘာစီလိုနာနဲ့ပွဲစဉ်ပေါ့နော်ပထမအကြော့နူးကတ်ကွင်းမှာ3-0နဲ့ရှုံးနေခဲ့ခြေစွမ်းကတော့3-0လောက်ပြတ်ရလောက်တဲ့ဒီကွာနေရတော့မဟုတ်ဒါပေမဲ့ဘာစီလိုနာရဲ့ magic တွေနဲ့တွေ့ခဲ့ပြီးတော့ဒါ Luis Suarez ဟာအသင်းဟာလီဗာပူးကိုခိုးသွင်းခဲ့တယ်ပြီးတော့ Suarez ကယူလို့တသားပဲဒါအောင်ပွဲမခံဘူးပြီးပါလေလုံးမနေဘူးအားရပါရအောင်ပွဲခံခဲ့တာမြင်ရတယ်ပေါ့နော်အဲဘာပြောပြောသူ့သူ့ဗီဇာသူပြတာပဲဆိုတော့ဒါ ဒီဘောက်ပရင်သက်တွေလည်းအပြည့်မြင်မယ်တော့ကျွန်တော်လည်းမထင်ဘူးလို့မြင်ခဲ့ကြလဲတော့မသိဘူးဗောနော်ဒီနားနဲ့ပတ်သက်ပြီးခံစားချက်ရှိရင်လည်းကိုယ့်မှာမှာဆွေးနွေးပေးခဲ့လို့ရပါတယ်အဲ့တော့ပြီးတော့ဒီ Messi ရဲ့ Modern Free Kick ပေါ့လေအဲ့တော့ဒါကြီးကတော့ကျွန်တော်အမြဲတမ်းမမြင်နေပါဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒီ Free Kick ပြီးတော့ကျွန်တော်စောင်းမရေးခဲ့တာဒါ Modern Kite တန်းတစ်ခုဖန်ဆင်းခြင်းဆိုလဲကောင်းစင်တယ်ကျွန်တော်စောင်းမတပုတ်ရေးခဲ့တယ် Messi ရဲ့ဒါဒီပွဲမှာတွင်းသွားခဲ့တဲ့ဂိုးပြီးတော့ရပ်တာလည်းပါအောင် ပြီးတော့ဒီ Scientific ကျွန်တော်တင်ဆက်နေကြပါဘူးเนาะ scientific first day ဒီ free kick တွေရဲ့သဘောတရား magnet တက်ရောက်မှု spin တွေရဲ့တက်ရောက်မှု ပြီးတော့ဒီ Messi ဟာဒီ freak specialist ဖြစ်လာဖို့တော့ဘလို့လစ်ကျင်ခဲ့တယ်လဲဆိုတော့ဒါစာချေဘူးစကတ်တို့ရဲ့ပြောစကားရင်းနဲ့အပေါင်းနဲ့ကျွန်တော်တိုင်းဝမ်ပြီးတော့စာမတဘုတ်ရေးခဲ့တယ်အဲ့တော့အဲ့ဒီ free gear ကျွန်တော်မျက်လုံးနဲ့ဘယ်တော့မှထွက်မှာမဟုတ်အလွတ်ရတဲ့ဒီအချင်းချင်းအချင်းချင်းကျွန်တော်ကြည့်ခဲ့တယ်ဗောနော် live ကြည့်ုံနဲ့မကားလို့ကျွန်တော် delay ကိုအခောက်တရလားအခောက်တရလားလို့ကြည့်ဘူးလေအဲ့ဒီ free gear အဲ့တော့ဒီအဲ့ဒီ sound bar နေနဲ့ဒါကျွန်တော်လည်းအားရခဲ့တဲ့ sound bar ဖြစ်တယ်လို့ဒီ feedback ကောင်းနေရခဲ့တဲ့ sound bar လည်းဖြစ်ခဲ့တယ် လီဗာပူးကိုလည်းကျွန်တော်ပို့ပြီးတော့အမှန်ရစေတာပေါ့နော်3-0ဆိုတော့ကျွန်တော်ကတော့ယူတသားပဲပြောရရင်ပြုတ်ပြီးပဲထင်ခဲ့တာပါလီဗာပူးပြိသက်တွေကတော့ဒါအစ္စတန်ဘူညတွေပါရင်လည်း comeback ဖြစ်ခဲ့ဘူးတဲ့အတွက်တော့လီဗာပူးပြိသက်တွေလည်းမျောလင့်မျောလင့်မှာပေါ့ဒါပေမဲ့ကျွန်တော်ကတော့ပြုတ်ပြီးပဲတွေးခဲ့တာပြီးတော့အားလုံးလည်းသိရတိုင်းပဲဒါမောမဆာလာလေမပါဝင်နိုင်ဘူးပေါ့နော်အပြည့်ရောဘတ်ဖာမီနိုလည်းမပါဝင်နိုင်ဘူးအဲ့တော့ဒီလိုအခြေအနေမှာလီဗာပူးအနေနဲ့တော်တော်လေးအားနည်းနေခဲ့ဒါပေမဲ့လီဗာပူးပြန်လာခဲ့တယ်4-0နဲ့အနိုင်ယူခဲ့တယ်ဒါဟာချန်ပီယံလိရဲ့ဒါဒုတိယမြောက်အကြီးမားဆုံး comeback တစ်ခုဖြစ်တယ် တွင်းသွားရလဲကြည်ပါအောင်ဒါ David Origi 2ကို final တက်2ကိုပေါ့နော်အဲ့တော့ဒီကစားသမားတွေအခြေစွမ်းပြမှုပြင်ကျွန်တော် Shakiri ရဲ့ဒီ assist ကိုလည်းမမေ့သေးဘူးပြီးတော့ Alexander Arnold ရဲ့ဒီတောင်းကန်ဘောက assist အပြင်အရှိမှာ final တွင်းသွားဒုတိယကိုပေးသွားတဲ့ assist ကိုလည်းမမေ့သေးဘူး immediate အရေးပါလေ key moments တွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဘာစီလိုနာကတော့တော်တော်လေးပြာကြီးပြာရနိုင်ခဲ့တယ်ပေါ့လေပြာကြီးပြာနိုင်ခဲ့တဲ့ဟာကို Anfield ကမှာ Anfield ရဲ့အားပေးတဲ့အနေနဲ့ Liverpool ရဲ့တက်ကြွမှုတွေနဲ့အားလုံးကိုအရေးဖြော်ပြီးတော့ဒါ final အဆင့်ကိုတက်ရောက်သွားတဲ့ final မှာတော့ လီဗာပူးလိုပဲခက်ရခဲစစ်ကမ်ဘက်လုပ်ပြီးတက်လာတဲ့ထော်တင်ဟော့စ်ပါနဲ့တွေ့တယ်အဲ့တော့အဲ့ဒီ final ရက်လည်းကျွန်တော်တို့အမှတ်တရပဲဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေနဲ့ကျွန်တော် sport bar ပေါ့နော်အများကြီးညို့အများကြီးညို့မဟုတ်ဘူးအဲဒီဟိုဟာအင်ယာလိတ်ရောက်လာပြီအင်ယာလိတ်ရောက်တဲ့ခက်ပေါ့နော်အဲ့အမှကျွန်တော်ဒါကြည့်ခဲ့တယ်ပေါ့လေအဲ့တော့လီဗာပူးကပွဲစားတွေကလက်ထိပ်ပြီးတော့ penalty ရပြီးတော့ဟိုမိုဟာမက်ဆာလာအဆုံးသတ်ပြီး1-0ဖြစ်နေတော့နည်းနည်းနင်းတာပေါ့နော်အော်ပြောမှဆိုရင်ကျွန်တော်ကလီဗာပူးနဲ့စပါးဆိုတော့ကျွန်တော်စပါးအားပေးတာပေါ့အဲ ဒါဟုငငယ်လေးတွေကဒီ Robbie Keane တို့ခေတ်တည်းကကျွန်တော်ရဲ့ tendency ပေါ့နော်အဲ့တော့နင်တာပေါ့နော်တိုင်ပပရိသတ်နေနဲ့ပြောမှာဆိုလီဗာပူးရဲ့ကောင်အောင်ပွဲကိုတော့ကျွန်တော်ခေါ်ယူပါတယ်တော်တော်လေးလေးအားကြဖို့ကောင်းတယ်အဲ့ဒီပွဲမှာဆိုရင်ဒါပွဲပြီးကနေမှဒါ Divock Origi ပဲဒါဒီ9 Teja ဈေးမဲ့ဒုတိယမြောက်ကိုသွင်းယူခဲ့တယ်ပေါ့နော်အဲ့တော့ Origi ကဒါ Barcelona နှစ်ကိုသွင်းတယ်ဒါ final မှာလည်းတစ်ကိုသွင်းတယ်ဆိုဘာပြီးပြော Ansan Hero တယောက် ော်ဖြစ်ခဲ့တယ်ပြီးတော့အဲ့ရာဒီမှာဆိုရင်အာနိုနီဒူရောဘတ်ဆန်ရဲ့ assist တွေရောဘတ်ဆန်ရဲ့လှုပ်ရှားမှုတွေတကယ်ကိုလက်ပြားခါလာအောင်ကျွန်တော်မျိုးလုံးနဲ့ဆွဲနေခဲ့တယ်ပြီးတော့ဒီဖာဘီညိုဖာဘီညိုဟာအဲဒီဘိုင်းမြူနစ်နဲ့ပွဲမှာခန်းစစ်စင်ကစားခဲ့တယ်အဲ့တော့ဒါကြီးကလည်းဒါအတိအမှတ်ပြရမယ်ဒီအနစ်နာခံမှုပေါ့နော်အဲဒီ ကြုံရကြရနေရကိုဝင်တရုပ်ဆောင်နိုင်မှုလို့ပြောရမှာပေါ့နော်အဲ့တော့လီဗာပူးမှာအဲ့လိုပြီးသားစုဆန်တဲ့ခက်ခဲမျိုးစုံကြော်ပြတ်ခဲ့တယ်ပေါ့နော်ပြောမယ်ဆိုအုပ်စုကလွတ်လာတာလေဒါဒရမာဆန်တယ်အပြီးတော့ဒီပြောမယ်ဆိုရင်ဘိုင်မြူနစ်နဲ့တွေ့တော့ကလည်းဗန်ဒိုက်မပါဘူးပထမပွဲမှာဗန်ဒိုက်မပါဘူးတဲ့ဖေဘီညိုလို့စင်ကစားခဲ့တာမျိုးအဲ့လိုမျိုးလေးတွေကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပြီးတော့ဒီ semi final မှာဆိုရင်လည်းဒါအဓိကကစားသမားတွေမပါဝင်တာမျိုးမြင်ခဲ့ရတယ်အဲ့တော့ဒရမာဒေးတွေတောက်လျှောက်ရှိလာခဲ့တယ်တော်တော်လေးလေလီဗာပူးအနေနဲ့ အစိပ်ပိုင်းမျိုးဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းခဲ့တယ်ပေါ့နော်အဲ့တော့ဒါကတော့ Liverpool ရဲ့ပွဲစဉ်ဖြတ်သန်းမှုနဲ့ပတ်သက်တဲ့ memories တွေပါအဲ့တော့ဒီ memories တွေကတော့ဒါအားလုံးလည်းဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်ကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ရဲ့ဒါဖြစ်ပျက်နေရှိရင်လည်းကောင်းမှမှန်ပေးသွားခဲ့ပါဆွေးနွေးပေးသွားခဲ့ပါအဲ့ပြီးတော့နောက်ထပ်အနေနဲ့ကျွန်တော်တင်ဆက်ပေးချင်တာကတော့ Liverpool ရဲ့နောက်ွယ်ကအရာတွေပေါ့နော်အဲ့တော့ Jurgen Klopp ကဒီအသင်းကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့တယ်အဲ့တော့သူ့ရဲ့ tactics မှာအပြောင်းလဲတွေရှိတယ်အဲ့ဒါကပါလဲဆိုတော့ adaptability ပိုဖြစ်လာတာပေါ့နော်ကျွန်တော်ဆိုရင်ဝုန်းတိုင်းခြေပြီးတိုက်ဆက်တိုက်ဆက်တိုက်ဆက်ဆိုမဟုတ်ဘဲနဲ့ kinetic ကိုလည်းပို့ပြီး tuning ဖြစ်အောင် jacking club ကချိန်ကြီးလာတာကိုတွေ့ရတယ်အဲ့ဒီအရာအတီအပွင့်ကိုလည်းသူခန်းစားခဲ့ရတယ်ပြီးတော့ဒီ technical report ပေါ့နော်2018အဲ2018 champion league ရဲ့ technical report မှာ liverpool ကအရေးပါတဲ့အသင်းဖြစ်ပါဝင်ခဲ့တယ်ဘောလုံးကဘာရပြောင်းလဲနေရဲ့ trends ပေါ့နော် trans ကဘာဖြစ်လာလဲဆိုတော့ gegen press ရဲ့ဝိသေသဖြစ်လာတယ်။ gegen press ကိုဒါ ref rank ညစ်ကစပြီးတော့ ဒီမျိုးစစ်ချတဲ့အချိန်မှာသူ့ရဲ့ video analysis တွေအရာတွေ့ထားတယ်အရေးကြီးတဲ့ဝိသေသတစ်ခုရှိတယ်အဲ့ဒါကတော့ဘောလုံးကိုအမြန်ဆုံးရအောင် counter pressing လုပ်ခြင်းပြီးတော့ counter pressing ကနေနောက်ထပ်8စက္ကန့်အတွင်းမှာဂိုးသွင်းယူခြင်းဖြစ်တယ်အဲ့တော့အဲ့ဒီ gegen pressing ရဲ့အခြေခံဝိသေသအခြေခံအယူအဆဟာဒီရာဒီ2018 19မှာတွားပြီးတော့ကွက်တီဖြစ်နေတာပေါ့နော်အဲ့တော့9.81စက္ကန့်ပဲရှိတယ်ဆိုပြီးတော့ liverpool ရဲ့ goal တွေကနေပြဆိုနေတယ်ပြီးတော့ liverpool ကအဲ့ ဘောလုံးပြက်ပြက်ချင်း pressing လုပ်ပြီးတော့သူတို့ရရချင်း8.8စက္ကန့်မှာဂိုးတွေကိုသွင်းယူတယ်အဲ့လိုဂိုးသွင်းယူဖို့အတွက်လည်းပြပမှုအကျင်ရေက2ကျင်းနဲ့3ကျင်းအတွင်းမှာပြုတ်လုတယ်ဆိုပြီးတော့ technical report ကဆိုတယ်အဲ့ဒါကအဲ့ဒီ kick ကိုအပြောင်းလဲလုပ်ခဲ့တယ်ပြောမဆိုရင်ဒီဘက်ဒီ Guardiola လို့လွှမ်းမိုးခဲ့တယ် kick Guardiola တကယ့်ကိုကြောက်မက်ဖွယ်ကောင်းလောက် position game ကကြီးထွားနေတဲ့ kick အဲ့ဒါကို Luis Enrique ကနင်းငယ်လေးဒါ Spain San နဲ့ transition hand နဲ့ဂျားထဲမှာခံတယ်။အဲ Spain San နဲ့ transition hand ကို Zidane ရဲ့ဒါ pragmatic နီလန်နေခံရပေါ့နော်အဲ့ပရမတစ်နီလန်နေခံရနေဒီဘက်ဂျာမန်ခစ်ကိုလုံးဝပြောင်းလဲလိုက်ဖို့အတွက်ကလော့ပ်ကအဓိကဒါမျိုးအဝင်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့မျိုးအဝင်ညဝူသူဖန်တီးပြခဲ့တာဒီချန်ပီယံလိ2018 19မှာပေါ့လေဒါပြင်ဒီလီဗာပူးရဲ့ဒီဒီအောင်ပွဲအကြောင်းကိုရေးသားတယ်ပေါ့နော်ဒါအဲသူ့နာမည်ကတော့ Tom Kings Paul Tompkins ရဲ့စာအုပ်ပေါ့လေစာအုပ်နာမည်ကတော့အရှေ့ကြီးပဲဒါပေမဲ့ကျွန်တော်မှတ်မိနေတာ Mentality Monsters ပေါ့နော် Mentality Monsters ဆိုတာကတော့ Klopp 3လုံးနဲ့စိတ်တပန်ဆိုင်ရာအသုံးလုံးတစ်ခုဖြစ်တယ်အဲ့ဒါကိုသူတတ်ပြီးတော့နောက်မှာတော့အရှေ့ကြီးပါတဲ့ကျွန်တော်မှတ်မမီတော့ဒါပေမဲ့စာအုပ်ထဲကအကြောင်းအရာတွေအရေးပါတဲ့ပြည်သက်တွေအမ်တွတ်တင်ပြရမယ်အကြောင်းအရာတွေဆိုရင် Liverpool ရဲ့ဒီ tactics ပိုင်းကိုသူအနည်းငယ်ထိတိုးတိုးထိတာလေဗျနော် Tomkins က Liverpool အကြောင်းရှင်းတဲ့ analyst Liverpool နဲ့ပတ်သက်တဲ့စာရေးဆရာတယောက်ရေးသားသူတယောက်ဖြစ်တယ်ဗောနော်အဲ့တော့ သူ့အနေနဲ့သူရေးခဲ့တာကဒီလီဗာပူးဟာအားလုံးနဲ့တည်တဲ့အချိန်အရင်အလုပ်ကြိုးစားဆို distance cover အရင်ပြီးတဲ့ distance cover တွေများမယ်ပေါ့နော်ဒါပေမဲ့2018ဒီဇင်ဘာမှာတိုင်းတာရဲ့ data မှာကြာတော့ liverpool က premier league မှာတော့အဆင့်10ပဲရှိတယ်။ distance cover တွေပဲရောက်ကုန်ပြီလေပေါ့နော်တကယ်တော့မဟုတ်ဘူး distance cover တွေဘယ်မှမရောက်ဘူး။ Jurgen Klopp ရဲ့အသင်းကပို့ပြီးတော့ effective ဖြစ်တဲ့ way ကိုပြောင်းလဲလိုက်တာ။ပြီးတော့ intense ဖြစ်တဲ့ intense ဖြစ်တာကို UEFA ပါပါနဲ့ intense ဖြစ်တဲ့ game ကိုပြောင်းလဲလိုက်တာ။အဲ့ဒါကိုဘယ်မှာတွေ့ရလဲဆိုတော့ sprint တွေမှာတွေ့ရတယ်။ liverpool ဟာ sprint အပြည့်ဆုံးအသင်းဖြစ်လာတယ်။သူ့ရဲ့ဒုတိယနေရာမှာရက်တည်နေတဲ့အသင်းထက်သူဟာအချိန်60ကျော်ပိုပြည့်တဲ့အသင်းဖြစ်လာတယ်။အဲ့တော့ယာတီကုံတဲ့ခါမှာတော့ Premier League ရဲ့ sprint အပြည့်ဆုံးကစားသမားတွေကိုတန်းစီလိုက်တဲ့ခါမှာ Liverpool ကစားသမားများစွာကနေရာယူထားတယ်။ထိုင်ဆုံးမှာ Benchi ဝဲရှိတယ်။ Benchi ဝဲပြီးတော့ Mohamed Salah ကိုကျွန်တော်တို့တွေ့ရလိုက်မယ်ပေါ့နော်။အဲ့တော့ဒါ Liverpool ရဲ့ပြောမယ်ဆိုရင် average distance cover ဆိုတဲ့အယူအဆကနေ estimate different average distance cover ဆိုတဲ့အယူအဆကနေ average distance cover ကရော့ကျပြီးတော့ကျွန်တော်တို့ဒီ ပို့ပြီးတော့ထိရောက်တဲ့ sprint ဘက်ကိုသွားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်ပြီးတော့ဒီ final third regain ကြည်ရတဲ့အင်မတန်ကောင်းလာခဲ့ပြီးတော့ဒါ55ရာခိုင်နှုန်းတိုးတက်လာတယ်ဆိုပြီးတော့ဒီစာအုပ်ထဲမှာဖော်ပြထားတယ်ပေါ့နော်အဲ့တော့ဒါကအရေးကြီးတဲ့အချက်တွေဖြစ်ပြီးတော့ club year style ပို့ပြီးတော့ premier league နဲ့သဟဆာတာဖြစ်လာအောင်ပို့ပြီးတော့ elite ascent ပို့ပြီးတော့ superlar ရရှိမှုနဲ့သဟဆာတာဖြစ်လာအောင်ကျူနေလောက်လာခြင်းကိုပြတာတယ်ပေါ့နော်ဒါကတော့ club နဲ့ဆိုင်တဲ့အသင်းရဲ့အခြေအနေနဲ့ဆိုင်တဲ့အရာဖြစ်ပြီးတော့ဒီအရာတွေကို background staff တွေကနေထောက်ပံ့ထားတာအရင်အရေးကြီးရယ်ပေါ့နော်အဲ့တော့ liverpool ဟာ ဒန်ကလော့ပါသူ့ရဲ့ background staff 26ရောက်လုံးကိုသူချီကျူးခဲ့တယ်ချန်ပီယံလိအောင်ပွဲအပြီးမှာပေါ့နော်အဲ့တော့ဒါဟာလီဗာပူးရဲ့အစင်လာဖြစ်တယ်လီဗာပူးမှာဒါ boot room ဆိုပြီးတော့ဒါအင်မတန်ကြော်ကြားတယ်ပေါ့နော်ဟိုးအရင်ခစ်ခတဲ့ကပြောမဆိုဘော့ပီးစလေးလို့ခစ်ခတဲ့ကပေါ့နော်ဘော့ပီးစလေးလို့ခစ်ခတဲ့ကဘယ်ရှန်ကလီယာစားတယ်ဘော့ပီးစလေးလို့ခစ်တီရောက်တယ်ပေါ့နော်အဲ့တော့ wood floor ဆိုတာဖန်တက်တွေထားတဲ့ rooms အဲဒီအကြောင်းလည်းကျွန်တော်အသေးစိတ်တော့မပြောတော့လေဘာလို့ပြည်သက်တွေလည်းသိရင်သိမယ်ကျွန်တော်လည်းမကြာခဏစောင်းမလေးရှိဘူးပါတယ်အဲ့အသေးစိတ်တွေတော့မပြောတော့ဘူးအဲ့တော့အဲ့ wood floor culture အဲ့ wood floor culture အတွက် background staff တွေကိုသူချီးကျူးခဲ့တယ် background staff တွေကလည်းအင်မတန်အရေးပါတဲ့ကဏ္ဍနဲ့အပါဝင်ပတ်သက်ခဲ့တယ်အဲ့မှာအရေးကြီးဆုံးကတော့ဒါ data သိပ္ပံဌာနကိုဦးဆောင်ခဲ့တဲ့ Ian Graham ပေါ့နော်ဒါဘောလုံးကဘာတစ်ခုလုံး shift လုပ်လိုက်တဲ့အပြောင်းအရွှေ့ဖြစ်တယ် Liverpool ဟာဘောလုံးကဘာရဲ့ pioneer ဖြစ်တယ် FSG ကသူတို့အနေနဲ့ Boston Red Sox မှာတုံးခဲ့တဲ့ data သိပ္ပံနည်းလမ်းတွေကိုဘောလုံးအသင်းမှာသုံးဖို့အတွက် Ian Graham ကိုခန့်ရခဲ့ပြီး Ian Graham ရဲ့ပြီးသူကလုံမှုနဲ့အတူဒီအရာဘောလုံးမှာအင်မတန်အရေးကြီးလာတယ်လူခေါ်ယုံမှုခါနေစလို့ဒီ performance analytic တွေပြီးတော့ဒီ trust data တွေပေါ့ tracking data လို့ခေါ်တာပေါ့နော်ကျွန်တော်တို့အခုဘောလုံး stats တွေမှာမြင်ရတယ်ကျွန်တော် form mode တို့လို live score တို့လို့မှာမြင်ရတဲ့အရာတွေက tracking data တွေမဟုတ်ဘူး tracking data ဆိုတော့ပြီးတယ်လှုပ်တယ်ဘယ်နေရာတွေကဒီလို့ လှုပ်ချင်းမှာတော့ဒီ10ကီလိုမီတာပြေးတယ်10ကီလိုမီတာပြေးတဲ့နေရာမှာဘယ်ကီလိုမီတာတွေကပို့ပြီးအသုံးဝင်လဲဆိုတဲ့အရာတွေဝဲခွဲချမ်းစိတ်ဖြာလာပေါ့နော်အဲ့တော့ဒီပိုင်းနဲ့ပတ်သက်လို့တော့လီဗာပူးသိပ္ပံပညာရှင်ဝီလ်စပီယာမန်ကဒါအကျော်ကြားဆုံးပညာရှင်ဖြစ်တယ်အဲ့တော့လီဗာပူးက၄ရောက်တော့ quartet ကိုဖွဲ့စည်းခဲ့တယ်ဒါကဘောလုံးကဘာရဲ့ဒါအကြီးမြတ်ဆုံး scientist တွေလို့တော့ပြောရမှာပေါ့နော်အဲဒီ back kick ကိုလန်းကူပေးခဲ့တာပေါ့အီယန်ဂရေဟန်ကောင်းဆောင်တယ်ပြီးတော့သူ့အောက်မှာဝီလ်စပီယာမန်ရှိတယ်ပြီးတော့ဒီအဲ tim wisket wisket ရှိတယ်ပေါ့နော် tim wisket ဟာဒါ astrophysics ဖြစ်တယ် astrophysicist ဖြစ်တယ်သူကဒီ data analytics တွေပြီးတော့ပြိုင်ဘက်ကိုလေ့လာတဲ့အရာတွေသူဖြစ်လုပ်တယ်ကျွန်တော်ခုနတင်ပြခဲ့တဲ့ waste performance ကတော့ဒီ tracking data ရှင်နဲ့ပတ်သက်ပြီးတော့ကစားသမားတွေရဲ့ performance နဲ့ပတ်သက်ပြီးတော့သူကဒီလေ့လာရတယ်ပေါ့နော်သူကတော့ဒါ Oxford sorry Harvard ကဒေါက်တာဘွဲ့ရထားတယ် particle physics ပညာရှင်ဖြစ်တယ်ပေါ့နော်အဲ nuclear physics ပညာရှင် particle physics နဲ့ဘွဲ့ရထားတယ် nuclear physics စအဖြစ်ဒီဥရောပမှာအလုပ်လုပ်ခဲ့တယ်ပေါ့နော် ပြီးတော့ဒီ term worst case ရှိတယ်သူကတော့ဒါအကသာပြည်တာ ိပ္ပညာရှင်ပေါ့လေပြီးတော့နောက်ထပ်တစ်ယောက်ကတော့သင်္ချာပညာရှင်ဖြစ်တဲ့ Steel ပေါ့နော် David Steel လို့ခေါ်တယ် David Steel ကတော့အစိုးရရရှိနေတဲ့ Ian Graham ရဲ့လောက်ဖို့ကိုင်းပဲဖြစ်တယ်သူကတော့သင်္ချာပညာရှင် Cambridge ကသင်္ချာဘွဲ့ရထားတာဖြစ်တယ်စတူရင် Champion ဟောင်းလည်းဖြစ်တယ်ပေါ့နော် Ian Graham ကတော့ Cambridge ကနေဒါ Theoretical Physics နဲ့ Doctor ဘွဲ့ရရှိထားတဲ့ပညာရှင်ဖြစ်တယ်အဲ့တော့သူကအရင်က Spa က Spa မှာတော့သူ့ model ကိုနားထောင်ပေးလို့မရှိဘူးဒါပေမဲ့ Liverpool ကနားထောင်ခဲ့တယ်အဲ့ဒီ model နဲ့တူလူခေါ်ယုံမှုကစလို့စားသမားတွေပြေးလွှာမှုအထိ အတုံးဝင်ခဲ့ပြီးတော့သူတို့ရဲ့ဒီအပြောင်းအလဲကလည်းဘာမှုဖြစ်သက်ကိုဒါ train ပေးခဲ့တယ်အဲ့ဒီမှာ club ရဲ့အခန်းကဏ္ဍလည်းအင်မတန်အရေးကြီးရယ် club ဟာဒီ data သိပ္ပံဌာနရဲ့အကြံပေးမှုကိုအင်မတန်လိုက်နာခဲ့တယ်ပြောမယ်ဆိုစတွေ့ခဲ့နေ့ကတည်းက Ian Graham ကဒီသူ့ရဲ့ data server တွေကိုချပြပြီးတော့ club ကိုရှင်းပြခဲ့တယ်အဲ့တော့ club ကအမှန်လိုက်တာမင်းအိပ်ပွဲကြည့်ရမလားလို့ပြန်မိတယ်အဲ့တော့ Ian Graham ဘာမှပြန်မပြောအဆုံးသတ်မှပြောငါအိပ်ပွဲတပွဲမှမကြည့်ဘူးတဲ့ သူကတပွဲမှမကြည့်ဘဲနဲ့ data တွေပဲသုံးပြီးတော့ clock လို့နီးပြထိတ်တီးပကေးကြီးကိုနားလည်လက်ခံလာအောင်ရှင်းပြသွားခဲ့တယ်။အဲ့ဒီမှာ clock ကဒီ data analytic ရဲ့ဒီအစွမ်းပကားကိုလက်ခံသွားပြီးတော့ကျွန်တော်တို့အနေနဲ့ဒီရောက်တုံးချခဲ့တယ်ဘောနော်ဒီရောက် oscillate chain ပါလိမ့်လဲပြောဘူးလေဒါ boss ကတော့ကျွန်တော်တို့အဲ့ဒါကြီးပြမနေတော့ဘူးလေ boss ကကျွန်တော်တို့နားလည်အောင်မရှင်းပြတယ်ဘောနော်ဆိုလိုချင်တာ clock ပါဒီ data ကို digest လုပ်ပြီးတော့သူကအသင်းကိုပြန်ပြီးတော့ချောမွေးတဲ့နည်းလမ်းနဲ့ပြန်ပြီးတော့အသက်သွင်းလိုက်တယ်အဲ့တော့ကျွန်တော်တို့မြင်နေတဲ့ liverpool ဖြစ်လာတယ်အဲ့ liverpool ကအခုမြင်နေရ liverpool အထိ ဒါနီတန်းပြိုးပေးခဲ့တဲ့လက်ပါဖို့ဖြစ်တယ်အင်မတန်အင်မတန်အရှိပါနောက်ထပ်ထပ်ပြီးအရှိပါနေတာကတော့အာရဗေဒပညာရှင်ဒီလီဗာပူးရဲ့အာရဗေဒဌာနဦးဆောင်တဲ့မိုနာနန်ပါဘောနော်ဘိုင်မနစ်အသင်းကနေကလော့သဘောကျလို့ခေါ်ယူမှုနဲ့ရောက်ရှိလာခဲ့တယ်ဒါအမျိုးသမီးဖြစ်တဲ့အင်မတန်ထူးချွန်တဲ့နျူထရီရှင်းပညာနဲ့အတူလီဗာပူးရဲ့စားပုံသားပုံကိုလုံးဝပြောင်းလဲပလိုက်တယ်သူဟာဒီအတင်းထိုးကျွေးနေရမှာကစားသမားတွေကစားသမားတွေကိုအတင်းထိုးကျွေးနေတဲ့သူဟာဒီပညာပေးတယ်ပေါ့နော်ဘာဖြစ်လို့ဒီလိုစားတဲ့တယ်လဲဆိုတဲ့အကြောင်းကိုပညာပေးတယ်ပြီးတော့ဒီအိမ်အထိဒီ ပို့ဆောင်မှုတွေပေါ့နော်အိမ်အထိဒီအစားအသောက်ပို့ဆောင်မှုတွေပြီးတော့ဒီလက်ကျင်ရေး pre meal post meal အစားရှိတဲ့ပြင်ပြီးတော့ supplement HA အစားရှိတဲ့ပြင် Liverpool ကစားသမားတွေအစားအစားအရာရာကိုချူးနှင်းလုပ်ပြီးတဲ့တကယ်ထိတ်တန့်ပညာရှင်ဖြစ်ပြီးတော့သူဟာဒီအနာဂတ်ခေတ်သစ် nutrition ခေတ်သစ်တခုရဲ့ပြရုပ်တခုဖြစ်လာခဲ့တယ်အဲ့တော့ Liverpool ရဲ့ဒီကန်ဒါတွေမှာသူတို့ဟာအင်မတန်အရေးပါခဲ့တဲ့နောက်ကွယ်မှာဒါတိမ်းမြုပ်နေတဲ့ဒီပေါ်ပြခြင်းမခံရတဲ့ ညာရှင်တွေလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါတော့ဒါကြန့်ခိုင်နေပြန် Andres Comey ရာဆိုအလုံးနဲ့တိမှာပါ Bayern Munich ကရောက်လာပြီးတော့ဒီ Klopp ရဲ့ intensity အယမ်းမြင့်လုံးတဲ့ system တော့လင့်ကျင်ပေးခဲ့တဲ့ဒါနိပြကြီးပေါ့နော် ပြီးတော့ဒီ Liverpool ရဲ့ဒါဆရာဝန်ဆိုရင် Dr. Schlenberger ဒါ Sport Science နဲ့ Dr. ပွဲရထားပြီးတော့ဒါသူ့အနေနဲ့ဒီ Dortmund Bayern Munich တွေမှာဒါလုတ်ဆောင်ခဲ့တယ်လီဗာပူးအသင်းအတွက်လည်းအကောင်းဆုံး plan တွေကိုဒါချပေးခဲ့တယ်ပညာရှင်တယောက်ဖြစ်တယ်ပြီးတော့လီဗာပူးရဲ့ဒါလက်ထောင်တည်ပြရဖြစ်တဲ့ ဒါအထူးသဖြင့်တော့ပတ်လင်တာဆိုပါတော့ပတ်လင်တာကတတော်ကြီးကိုကောင်းတဲ့စွန်းဆောင်ကြီးကိုလက်ထောင်တင်ပြအနေနဲ့ပြသခဲ့တယ်အဲ့တော့ဒါကတော့ Liverpool background staff background staff တွေရဲ့ဒါကူညီပေးမှုပေါ့လေဒီကူညီပေးမှုတွေက Klopp ရဲ့အောင်မြင်မှုမှာရေးပါခဲ့တယ် Liverpool ရဲ့အောင်မြင်မှုမှာလည်းအရေးပါခဲ့တယ်လို့ဘောလုံးကပ္ပရဲ့တစ်ခုလုံးကိုဒီ management system management ကောင်းတွေကဘယ်လိုမျိုးပံ့ပိုးနိုင်လဲဘယ်လိုမျိုးအရေးပါလဲဆိုတာကိုပြသခဲ့တဲ့သင်ခန်းစာတွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီ Liverpool ရဲ့အောင်ပွဲကကျွန်တော်အစောကတော့က ပြောခဲ့တယ်လို့ပဲဒါရိုးရိုးလေးချန်ပီယံရယုံတယ်မဟုတ်ပဲねခေတ်သစ်တစ်ခုပေါ့နော်ခေတ်သစ်တစ်ခုဆိုတာဘောလုံးမှာ tactical revolution တွေရှိတယ်ပြီးတော့အတွေ့ခေါ်ပန်းဆိုင်ရာ record revolution တွေရှိတယ်အဲ့တော့ဒီဟာကသိပ္ပံပညာ analytics ပြီးတော့ဒီ nutrition အစားရှိတိုင်းနဲ့ပတ်သက်တဲ့အတွေ့ခေါ်ပန်းဆိုင်ရာ revolution ကို ဖြစ်စေတဲ့အောင်ပွဲတစ်ခုအဖြစ်ဒါကျွန်တော်တို့ကျဲပါစပ်ဖြားမှာထင်ကြနေအောင်ဆွမ်းဆောင်ခဲ့တာဖြစ်တယ်ဒီအတွက်လဲ club ကောပြီးတော့ဒီအသင်းသားတွေအားလုံးကောပြီးတော့ pet run staff တွေအားလုံးကောဒါ အမှန်ရှာနေရလိမ့်မယ်ပြည်သက်တွေလည်းဒါအမှန်ရှာနေမယ်လို့ထင်ပါတယ်ဒါကျွန်တော်အနေနဲ့လီဗာပူးရဲ့2018-19ချန်ပီယံလီးရဲ့အမှန်ရစရာအကြောင်းတွေအဲပြီးတော့ဒီတိမက်ဖွဲ့ရာအကြောင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်မေဆိုလိုအနေနဲ့လည်းဒါအမှန်ရှာတဲ့ memories တွေပြီးတော့အမ်ပြီးတော့ဒီခုနကျွန်တော်တင်ပြခဲ့တဲ့ဘုသူတအကြောင်းအရာတွေပတ်သက်တဲ့ဒါတွေးမြင်နေပြီးတော့ကိုယ်တိုင်သိရှိထားတဲ့အရာတွေပြီးတော့ကျွန်တော်မသိလောက်သေးတဲ့အရာတွေကိုလည်း comment မှာဆွေးနွေးပေးသွားခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တင်ဆက်ခဲ့တဲ့နေရာမှာဒါ ကြံခဲ့ရရင်ရှိရင်လည်းနားလဲပေးဖို့ဒါတောင်းဆိုပါတယ်ကျွန်တော်အနေနဲ့ဒါတောက်လျှောက်ဝမ်းကတ်တယ်တောက်လျှောက်ပြောသွားတာဖြစ်တဲ့အတွက်ကြံခဲ့ရတယ်ဒါရှိကောင်းရှိပါလိမ့်မယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်ပေးပါမယ်ခင်ဗျာ